ယူကရိန်းဟော်တယ်ကိုရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့်လူလေးဦးသေဆုံးယူကရိန်းနိုင်ငံအလဲပိုင်းကရီဘီယီရီမြို့ရှိဟော်တယ်တစ်ခုကိုရုရှားဒုံးကျည်တစ်စင်းမတ်လ9ရက်နောက်ပိုင်းမှာကြားရောက်ခဲ့တာကြောင့်လူလေးယောက်သေဆုံးသွားပြီးတိုက်ခိုက်မှုအတွင်းတန်ရာရသူ32ယောက်အနက်14ယောက်ဟာတန်ရာပြင်းထန်ကခက်ခဲတဲ့အခြေအနေမှာရှိနေကြောင်းအောက်ချုပ်ရေးမှူးစာဟီလီဆက်ကပြောပါတယ်ယူကရိန်းတမရပိုလိုဒီမီယာဆီလမ်စကီဟာ သူ့မွေးရမ်းမျိုးရှင်ဟိုတယ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးရေးသားခဲ့ရမှာတိုက်ခိုက်မှုမဖြစ်ဘွားခင်လေးပါပဲယူကရိန်းအမေရိကန်ရဲ့ပြည်ထောင်စုမှစေတနာဝန်ထမ်းအဖွဲ့တစ်ဖွဲ့ဟာဟိုတယ်ကိုတွားရောက်ပြီးအချိန်မီခိုလုံနိုင်ခဲ့မှုကြောင့်တိုက်ခိုက်မှုမှလွန်မြောက်ခဲ့ကြောင်းဖော်ပြထားပါတယ်။အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ကဆူဆူရွရွပြစ်စင်းနေတဲ့ဟိုတယ်မှာလူတွေကိုဘေးလို့ရရှေ့ပြောင်းပေးနေတာတွေကို ပြတ်ထားတဲ့ဗီဒီယိုကိုတမရန်စီလမ်စကီကအွန်လိုင်းမှာရှယ်ထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကိုမတ်လ6ရက်နေ့ပိုင်းအထိဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းအရေးပေါ်ဝန်ဆောင်မှုဌာနကပြောပါတယ်။ညလုံးပေါင်းတိုက်ခိုက်မှုအတွင်ရုရှားတပ်ဖွဲ့ဝင်တွေဟာပဲထင်းဒုံးကြီး20အပြင်ဒရုန်း132စင်ကိုလည်းပစ်လွှတ်ခဲ့ကြောင်းယူကရိန်းစစ်တပ်ကပြောပါတယ်။ယူကရိန်းအရှေ့မြောက်ပိုင်းရှိခါကိမြို့မှာလည်းလူနေရပ်ကွက်ကိုရုရှားဒရုန်းတိုက်ခိုက်မှုအတွင်လူနှုတ်ဦးတန်ရန်ရခဲ့ကြောင်းဒေသမျိုးတော်ဝန်ကမတ်လ6ရက်မှာပြောပါတယ်။ အရေးပေါ်ဝန်ဆောင်မှုဌာနကလည်းသူ့အဖွဲ့ဝင်တွေဟာလူနေရပ်ကွက်ထဲမှာလူတွေကိုကယ်ထုတ်နေပြီးအဲ့ဒီအရှိမလဲအပျက်စီးတွေကြောင်းမော်တော်ကားအများပြားထိခိုက်ပျက်စီးထားတာတွေကို မြင်တွေ့ရတဲ့ဗီဒီယိုဖိုင်ကိုလွှတ်တင်ခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။